မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့စောင်းမရှင်ဒီဆိုင်ရဲ့မတူညီသောညီမျှခြင်းနဲ့ပုံနီးလာတဲ့ရင်ပတ်များဆိုတဲ့စောင်းပါဖြစ်ပါတယ်အနုဒီပြားတွေကို စားလို့ရလာရင်လင်းနစ်သားကလေးရဲ့မိကုံးကမိခင်ကိုစွန့်အာ သွားစေတယ်မနေ့ညကမမောင်ခင်လေးမှာပဲစစ်ကြောင်းတွေဝင်လာလို့ နီတာရဲ့သမီးလေးကိုရင်ခွင်တဲပွေ့တားငယ်ကို လက်ကဆွဲနဲ့ခြေဦးတက်ရာဘေးလွတ်မဲ့ထင်တဲ့နေရာကို ပြေးလာတယ်။မပြေးနိုင်သေးတဲ့သားကို ပိုးနိုင်ဖို့ထမိန်ကိုဒူးောက်ကနေဆွဲဖြဲလို့ရတဲ့အစနဲ့သမီးကိုရင်ခွင်မှာခိုင်ခိုင်ချီတားငယ်ကိုကြော်ပိုးရင်စစ်ကြောင်းရဲ့ဝေးရာကို ပြေးလာလိုက်တာသူ့အမေစီမှာ သူ့ကိုပေးဖို့စားရမရှိမှန်းနားလည်နေပြီဖြစ်တဲ့ဒါလီက ဖြူဖွေးနေတဲ့ဝါပြာကို ကြည်ရင်မသိမှုကြောင့်စားတရာမဟုတ်မှန်းတီးတီးနဲ့မျောလင်းတကြီးမေးလာတဲ့စကားပါမိခင်ရဲ့ရင်ကိုဓာတ်နဲ့မှုန်းတယ်လို့အခုထိအဲ့ဒီညာကသားရဲ့စကားကို ပြန်ကြားရောင်မိရင်တနာလို့ကို မဆုံးသေးဘူးလို့ပြောပြခဲ့ဘူးတဲ့အမေတယောက်လွန်ခဲ့တဲ့နှစ်40ကျော်လောက်ကတောရိပ်မဲမဲ ဝါယုံရှိုလေးတဲ့ပြေးပုံးခဲ့စဉ်တညရဲ့အဖြစ်ပြက်ကအခုထိခြောက်ခြားအိမ်မက်လိုဖြစ်နေစေပါလူသူမသိလူခွင့်ရေးချိုးဖောက်ခံရတဲ့တောင်ပေါ်တိုင်းရင်းသားတွေရဲ့ပုံမှန်အခြေအနေတစ်ခုပေါ့ဟောအခုတော့တနိုင်ငံလုံးအတိုင်းတာနဲ့ဓာရီတကယ်ဖြစ်ခဲ့တာလို့ဖျားဆူးလို့ဂျိန်တွေပြစရာမလိုတော့တဲ့လူတိုင်းနားလဲလက်ခံနိုင်ပြီဖြစ်တဲ့အဖြစ်ပြက်တွေပေါ့ အဲ့ဒီလိုနားလဲပေးနိုင်ဖို့အနှစ်80လောက်တော့စောင်းခဲ့ရတာပေါ့အညာမှာစကိုင်းတိုင်းတဲမှာချင်းတောင်ပေါ်မှာဂရင်နီမှာဘလို့လူခွင်ကြီးတွေချိုးဖောက်နေနေချက်ချင်းတိတာတောင်မဟုတ်ပါဘူးဇွန်ညင်းနေသူတွေပြောင်းညင်းနေသူတွေရှိနေသေးတာပဲဘိုးအရင်80လောက်တုန်းကဖြစ်တာလေယုံကြမှာလေလေတကြောပြန်စစ်တောင်10နှစ်ကျော်15နှစ်ဘက်တောင် ရောက်လာလို့ပြီ အိမ်ပြန်လမ်းဝေးနေစေသူတွေကဘဝဘေးအန္တရာယ်ငလျင်ဘေးတန်တဲ့မြမပြည်သူချင်းရဲ့ဒုက္ခကို ကိုချင်းစာနာရင်တောင်စစ်ဘေးကြောင့်ကိုတင့်နေတဲ့ဘေးဒုက္ခတွင်းနဲ့ထဲကအော်နေရစေမဟုတ်လားစာနေရှာမဲ့သူတွေကြောင့်ပြာကိုတောင်စားမရမှန်တည်တည်နဲ့မွတ်သိမ့်မှုနဲ့စားကျင်စိတ်ပေါက်ခဲ့တဲ့ကလေးတွေနဲ့အဲ့လောက်စားလောင်နေတဲ့ကလေးတွေကိုကြွေးစရာဘာဆိုဘာမှမရှိခဲ့ဘူးတဲ့ မိခင်ပေါင်းများစွာရှိခဲ့တဲ့တချင်ကရင်လူမျိုးတွေကပိုတည်တာပေါ့ပိုပြီးတော့လေကိုချင်းစာနိုင်တာပေါ့လေဒီလိုပဲမြေစီမြေဝစာမကောင်းတဲ့တောက်စရစ်မြေနီတွေပေါ်ထွန်ရက်ပြီးအစာရေစာခေါင်းပါ ဖြစ်တယ်လို့စားကြရင်ဘဝကို ပုံသေးနည်းတစ်ခုလိုဖြတ်တန်းလာတဲ့လူမှုဘဝတွေကဒုနဲ့ဒီပါဘသူကမှ အကူအညီတောင်းဖို့မရှိခဲ့ဝေးလံခေါင်း ခိုက်တဲ့ဒေသတွေမှာကောင်းနာလေးတစ်ခုရဖို့တောင်းဆိုခွင့်ရှိတယ်ဆိုတာသိဖို့ဝေးလေစွာငါတို့ဘဝငါတို့ရုံးကန်ရမယ်ဆိုတဲ့အတွေးပြင်ဘာမျှော်လင့်ချက်မှမရှိခဲ့ဒီနှစ်ခုထားတဲ့တောင်းရာမိတီတီချာချာလောင်ပါစေကျွန်းခွေလို့မခတ်ပါစေနဲ့ကျွန်းခွေတယ်ဆိုတာမိရှို့ပြီးသားတောင်းရာွက်မှာ မလောင်မဲကြံခဲ့တဲ့အကျွင်းကြံတွေကိုခုတ်ထစ်မိရှုပ်ရှင်းလင်းတာကိုပြောတာပါစဘာထွက်တိုးပါစီဆိုတာကတော့သူတို့အတွေ့အမြင်ဆုံးလူအခွင့်ရေးစူတောင်းနေပါပဲသူတို့ချင်းမှာလူသားချင်းစာနာမှုက တောင်ရအဲရင်အာသွန်ခွန်ဆိုင်ကိုညီတာလက်စားလိုက်တယ်လို့လဲခေါ်တာပေါ့မျိုးစေ့တွေဝေမျှတာအရင်ပေါ်တဲ့ကောက်ဦးစဘာတွေကိုဝေမျှစားတာတောင်ရတဲလို့ဖို့ဝါရှာကူတာ တောင်ရခုတ်ကူတာအဲ့ဒါလောက်ပါပဲအဲ့ဒီလိုလူတွေကစစ်ဘေးကြောင့်အင်ယာဆွန့်ပစ်ခဲ့ရပြီးဘေးလွတ်ရာကို အဝတ်တထည်ကိုတခုနဲ့ဘဝကြီးကို လက်ပလာနဲ့တစ်ကနေပြန်ပြန်စနေရတာမငင်းငွေဘူးလားမနာကျင်ရဘူးလားဆိုရင် ပြန်မစင်စားကျင်လောက်အောင်ကို နာကျင်မွန့်ကျက်ရတာပဲလေအခုမြေပြန်းနဲ့ရှမ်းကုန်းမြစ်မှာ မတ်လ28ရက်နေ့ကနေဇက်တိုက်အရှင်လျှော့လိုက်ပြန်တက်လိုက်နေညမမြေမှာလှုပ်နေစေငလျင်တွေကညမလူမှုဘဝကိုချိန်ချောင်းနေစေကဗကယောဂာနဲ့စစ်တအာနာသိမ့်မှုတွေကြောင့်အလဲလဲအပြူပြူဖြစ်နေပြီးသားဘဝတွေကိုလုံလုံလောက်လောက်ဒုက္ခမပေးရသေးတဲ့နှဆိုးတစ်ကောင်လို ပြေးလွှာတောင်းကျမ်းနေစေဂလျင်ကြောင့်မြမပြည်သူတွေအထိနာပြီးရှင်နာနေရစေဖို့ အပြည့်သေးဘူးလာအောင်မယ်တဲ့လာအောင်မယ်ဆိုတဲ့ဆိုတဲ့နေရာမှာလဲငလျင်လားစေဘေးလားဆိုတာမသေးွယ်သေးငလျင်လဲအရင်လာရင်လာမယ်စစ်ဘေးလဲအရင်လာရင်လာမယ်ပေါ့ဆိုတော့ကငါတို့ဘေဘဝကဝစ်ကြွေးတွေလဲလို့အာကောင်ချစ်အော်ခွင့်နေရမလို့ဖြစ်နေတာပေါ့ကိုပါကေဝါဆိုရင်လဲစစ်ဘေးကိုကယ်ရင်ရေဘေးရေဘေးကနေစစ်ဘေး စစ်ဘေးကနေငလျင်ဘေးငလျင်ဘေးပြောနေရင်ကလူစိတ်ဆိုးပြီးပြစရာမြူးတမုံစာတောင်မရှိတဲ့စစ်ကောင်စီကလေရင်နဲ့ဘုံကျဲပြန်တော့စစ်ဘေးပေါ့စစ်ဘေးပြောနေရင်ငလျင်ဘေးနောက်ဆက်တွဲတွေပြောရင်တောင်ကြာရီကိုသူ့အမေရိုက်မုံလုံးဆက်ကူကတ်နေတဲ့ပြဿနာပေါင်း16000မကတင်း6000လောက်စိုက်နေတဲ့နမပြည်ကြီးပေါ်စင်မော်ကမြောက်ကလေးလဲ စင်းပြေးပြန်ခုံတက်ပြန်ဂျာအေးကို သူ့အမေကရိုက်လိုက်ကိုလူပြိုကထရန်ပေါက်ကခြေောက်ကိုဆွဲလိုက်ခြေောက်ကတွဲလဲပါဆိုမိုးတောင်ကခြုံလို့လမ်းရပြန်သည်ဂျာကလတ်နဲ့စွမ်းတော်တင်လိုက်ရွှေဘုံပွင့်ကနေဟိုဟာကြဲချတရားကြဲချမြောက်စိတ်ဆိုတော့လဲငလျင်နဲ့တောကရောက်နေရတဲ့သူတွေကိုလေရင်ဘုံကျဲပြီးမကြီးခွဲပြလိုက်ဤသူတွေလဲ စေဘေးလှုပ်အောင်ရှောင်လာရင်မန္တလေးငလျင်ဘေးမှာတေပြစ်လိုက်ကြတာနဲ့တလားငလျင်မှာတေလို့အေးပြီမှတ်လားဇာတိမျိုးလေးမှာ လေရင်ဘုံကျဲချလိုက်တော့ကြံတဲ့မိသားစုကဘသူ့ကိုတာပြီးငိုရမှန်းမသိငိုလိုက်ပြေးလိုက်ငတ်လိုက်နဲ့မုံလုံးစက်ကိုကတ်ရပြန်အစင်မပြေမှုတွေနဲ့ဂျာအေးကို သူ့မိကရိုက်ပြန်ကိုလူပြိုကဆွဲပြန်မိုးကချုပ်ပြန်မြောက်ကဆက်ဆက်ဆော့ဆော့နဲ့ ဘုံကျဲလိုက်အနက်ကြီးနဲ့ထူလိုက်ရုံးနဲ့ဆော့လိုက်မြောက်ပီတနေလိုက်တာအုံသီးရထားတဲ့ခွဲမစားတတော်တဲ့ပိုဘက်ထူလိုက်ဒီဘက်ပေါက်လိုက်ကြိုက်လိုက်အုံစံဖက်ကိုထွေးထုတ်လိုက်နဲ့ကိုလိုပြိုထရန့်ကလည်းအထောက်ပံ့တွေရက်လိုက်ဟောငလျင်ဘေးတင်တော့လာလူခိုင်းလိုက်နဲ့တွဲလောင်းကြည့်ပါလေဝမ်းသာရမလို့စိတ်ခူးရမလို့ ဘာနေနေပလင်ပေါ်တက်လိုက်ဆင်းလိုက်နဲ့အမြောက်ကလည်းကြည့်မိယုံမူးလဲလောက်အောင်ကဲနေစေသူကကူလားဆိုတော့လေပရိဒမင်းသမီးကိုတောင်စိုးရိမ်နေသူတတိုက်သဘောကျမဟုတ်ရင်မလူပြန်မြမမြေတဲကပေါ်လူတဲ့သူလူလူတဲ့သူကယူဆိုရင်လေစကိုင်းဗယ်လာလိုကြောင်ညာကောင်းကောင်းနဲ့တိုက်ကြည့်တောင်မှပြိုသွားသေးတော့စင်းရင်သားတွေအတွက် မချီသွားဖြစ်လေးနဲ့လူလက်တန်းစားတွေကလည်းတိတ်ခါလေးဓာလူကြပါစေကြောင်းဆူတောင်းကောင်းတောင်းဝင်မယ်မထင်ဆင်းရဲချမ်းသာမရွေးတဲ့တဘာဝဘေးအန္တရာယ်ကတတိတွေကိုလည်းအလိုမပြေတော့တတိတွေလည်းမဟုတ်တော့မီပေါ့ကိုဗစ်ရောဂါကြောင့်မင်းဆိုးအမိန်ကြောင့်လမ်းမပြေမထွက်ရခဲ့သမျှငလျင်ကအတိုးနဲ့အရွက်တိုက်တယ်လို့မိသားစုလိုက်အိမ်တိုင်းရက်ွက်တိုင်း လမ်းမပေါ်ပို့ချဖြစ်တာပဲဘလိုပဲဖြစ်ဖြစ်ကိုရမယ်နိုင်ငံသားရောက်နေတဲ့သူတွေကဲပါကူပါ အင်ကိုပို့နေတဲ့လောက်လေးတဲကခွဲတန်ခွဲမျှတန်မျှကိုသုံးမဲ့ထဲက short တန် short ပြီးမျှဝေလူတန်းကူကြပြန်ကဲကဲနိုင်ငံထဲမှာလဲရှိတာမျှစားကြတာဘောဆိုတဲ့စီလုံးစိတ်ကလေးနဲ့လူကြမျှကြပြန်တော့လဲ မလူလာအတူတွေရောက်လာမှာစိုးရင်ကြောင်းကြနေရှာတဲ့လက်နဲ့စုံကြည့်စုံတဲ့သူတွေကဟန့်ပြန်နှောက်ရက်ကြပြန်ငလင်ကယ်ဆယ်ရေးမှာရွှေရောင်ချင်းတွေကိုနှောင်းနေပြီးရှင်တန်ခွင့်ရနိုင်တဲ့တက်တွေကို အရှင်လက်လက်ငရဲတဲ့ပို့ရတာဘလောက်ကြောက်လန့်ခင်မလဲဘလောက်စားလောင်ခဲ့ရမလဲဘလောက်မျော်လင့်နေခဲ့ရှာမလဲနောက်ဆုံးထွက်တက်ထိမျော်လင့်ချက်ကိုစုပ်ကင်ထားရင်ဘဝကူးသွားသူတွေ မျောလင့်ချက်ကိုလွှတ်ချလိုက်ကြသူတွေဘလောက်များခဲ့ပြီလဲကိုဗစ်ကာလမှာ လူလောကကိုရောက်လာပြီး ကိုစစ်တောင်းကျမ်းနဲ့ခင်မာတီတီတာတာစကားပြောသွားလာចောင်းလေးတဖူးကာစာရွယ်လေးမှာတေဆုံးသွားရတဲ့ကလေးငယ်တွေကို တွေးမိရင်ရှင်တောင်းအောက်ပါလေဘာကြောင့်ပါလဲအနေဆုံးဒုက္ခကစတွေးမယ်ဆိုရင်တောင်းရေတောင်များတဲ့စီ စီးရှင်ပြီးခဏခဏအခင်းလေး ဖြည့်ရှင်းနေရသူတွေဘလောက်စိတ်ဆင်းရရမလဲတဆင်ကန်းဝင်မှအစဉ်ပြင်းမဲ့ဒုက္ခမျိုးလမ်းမပေါ်ဘလို့ဖြည့်ရှင်းကြမလဲဒါအသေးစားမြေကမတ္တဒုက္ခပေါ့ဆလေးတွေသာဖြစ်ပါတယ်အတက်ကလွဲရင်ဘာမှမရလိုက်သူတွေကြတော့မပုံတင်ငွေချေးနေထိုင်သွားလာရေးဘလို့ဖြည့်ရှင်းကြပြီလဲဒုက္ခခါခါကိုရည်နဲ့မျောမချရဘူးမဟုတ်လား စောင်းနေတဲ့တိုက်နေလို့မဖြစ်တော့တဲ့အဆောက်အုံတပ်ဗော်ရီတွေကို ဖော်ဖို့ကြာညစ်သူအများစုက ကိုထူကိုထပဲယုံကြရတယ်။အဲ့လိုချိန်မှာဟိုးအရင်လက်နဲ့ကြည့်ထီလို့တနက်ကြည့်တင်လို့ဘဝတဘာပြောင်းသွားတဲ့ကိုရင်သွေးကိုမိဘကိုဒီလိုလေးဖြစ်တဲ့လို့ရှိတာလေးနဲ့အုတ်ထားပြီးခဲ့ရတဲ့စစ်ဘေးတန်တင်ခဲ့သူတွေပြန်တွေးမိပြီးငိုကြရမှာပါ။ပြေးရင် လူစုကွဲသွားစစ်တပ်ကဖမ်းမိပြီးနှိပ်စက်ခံရလို့ တည်သွားတဲ့သူရဲ့အလောင်းကိုပြန်ရှာတွေ့ပြီးရင်ကွဲမတက်ငိုဘူးသူတွေကငလျင်ဘေးကြောင့်ပိတ်မိပြီးအချိန်မီမကဲတင်နိုင်ခဲ့တဲ့မိသားစုဝင်တွေရဲ့အလောင်းကိုမြင်ရင်ခံစားရမယ့်ခံစားချက်ကိုကောင်းကောင်းကြီးကိုချင်းစာနိုင်ပါတယ်အခုချိန်စစ်ဘေးတင်ဘူးသူတွေပို့ပြီးတော့စိတ်မကောင်းဖြစ်ရတဲ့ချက်ကအတို့တော့ငါတို့သူတို့တွေကုနေတဲ့လောက်ကူခဲ့ကြတယ်သူတို့ဒုက္ခရောက်တော့ငါတို့ မကူနိုင်ဘူးဆိုတဲ့အချက်ပေါ့ ချို့ဆိုငလျင်ဘေးမှာဘလောက်ဒုက္ခရောက်နေတယ်လဲမသိရပဲစစ်ဘေးကြောင့်ငါတို့ကိုမင်းနေကြပြီလားငါတို့ရှိနေသေးတာသိကြရဲ့လားဆိုပြီးညှော်လင့်နေမဲ့သူတွေတောင် ရှိနေနိုင်သေးတာဘလောက်ရင်နာစရာကောင်းလဲငလျင်မတိုင်းမီကုနေလှူနေသူတွေကလည်းစစ်ဘေးတင်းတဲ့သူတွေငါတို့ကိုညှော်လင့်နေကြမှာပဲလို့တွေးမိရင်စိတ်မကောင်းဖြစ်မယ်စစ်ဘေးတင်းနေသူတွေကလည်း ကံနဲ့ကမထွေရတဲ့ဘဝတွေရှိနေသေးတယ်လို့ငါတို့ဘယ်လိုကူညီရမလဲလို့ကိုယ့်အနာကိုယ်စေးထည့်ရင်တွေးနေမိကြမှာပါပရာဟိတအဖွဲ့တွေကလည်းကူညီကူညီကူညီကြနေရာလေးတွေပြောင်းသွားခြင်းလိုအပ်နေသူတွေကို စေငှအောင် လူတန်းကျင်စိမ့်နဲ့များလွန်းတဲ့ကွက်လက်တွေချာရောက်ရက်ခတ်နေကြမယ်ဘဝတွေကစုပ်ပြတ်သွားပြီမဲ့ငလျင်ဘေးစစ်ဘေးကယောဂဘေးတွေက ရင်သွေးငယ်လေးတွေကို စာနာတရားအကြောင်း သင်ပေးနိုင်ခဲ့တယ်။ဒီလိုပဲတစ်ဖက်မှာကောင်းကြက်ကောင်းစားအမိကြက်မိစားရာသလောက်ဖြက်ဂရုံးပေါ်ထိတ်ခွက်ငတိမာရင်ပြီးရောသမားတွေဘလောက်ရှက်စရာကောင်းကလေးဆိုတာတွေကိုကလေးငယ်တွေလူငယ်တွေပုံမျိုးတည်မြင်သွားနိုင်တယ်မဟုတ်လားဘယ်ခင်မှာပဲဖြစ်ဖြစ်တောကြောင်တွေခြာစားတဲ့သူတွေအချောင်းအလစ်သမားတွေရှိနေတာကို ဒီဘေးမျိုးမျိုးကပြောပြနိုင်ခဲ့တာပဲလေတဖြည်းဖြည်းနဲ့မြန်မာနိုင်ငံသားတွေဟာငါတို့ဖြစ်တာပိုဆိုးတယ်ဆိုတဲ့အတွေးမျိုးနေရာမှာငါတို့ကဒီအာနာယုတ္တိုက်အဆက်ဆက်မှာမတူညီတဲ့ဒုက္ခတွေကို အချင်းချင်းမသိနိုင်လောက်အောင်ခါခါတီးတီးခံစားခဲ့ကြဘူးတာပဲဆိုတာပို့ပြီးတော့မြင်လာကြပြီလေနဲ့အနာသေးတယ်လို့ငါအနာလေအတော်ခံစားရတာလို့အချင်းချင်း ိုးခဲတာပြီးနိုင်ခဲ့ပြီအခုချိန်အင်တာနက်လိုင်းဖုန်းလိုင်းဖြတ်ထားခံရတဲ့မျိုးတွေတဲကဖယိုဖရဲဘဝတွေအများကြီးကမြန်မာနိုင်ငံမှာဘာဖြစ်နေတယ်လဲမသိနိုင်ကြပေမဲ့သိနိုင်တဲ့လောက်လေးနဲ့ဒေါသထွက်တောက်ခေါက်နေပေါ့စေဘေးကင်းနေပေမဲ့ကုံစင်းလုံးချင်းမြင့်မှုတန်းအလူလဲခံနေရသူတွေမကူနိုင်တာကို အားနာနေတယ်လို့ရှင်သန်ကြော်ဖြတ်ဖို့ခက်ခဲတဲ့ဘဝတွေ ငါနာငါမကုနိုင်ပဲကြီးနေရတဲ့ဘဝတွေစစ်မှုထမ်းဥပဒေကြောင့်နိုင်ငံရခြားမှာတရားမဝင်ရောက်ပြီးနေ့စဉ်မတူညီတဲ့ထိတ်လန့်မှုနဲ့နေနေရတဲ့လူငယ်တွေကြောင်မြန်စီစဉ်သွားတဲ့လူဆွမ်းအားရင်းမြစ်တွေအုံနောက်ယုံစိတ်မှုပြင်းထန်လွန်းတဲ့ကြက်တွေတဲ့လူလိမ့်နေတဲ့ငါတို့နိုင်ငံအဲ့ဒီလူဘဝတွေကိုရိုးရိုးလေးတွေကြည်ရင်တားဇာတာဖြစ်ဖို့မလွဲကူခဲ့ရာကတောင်မင်းမြောင်မင်းမကယ်နိုင် ီနေသားမှာအချင်းချင်းပို့ပြီးမြင်နိုင်တာပို့ပြီးတော့မြင်ခွင့်ရတာကအမျက်ပဲမဟုတ်လားငါတို့တွေရင်ပတ်ချင်းနှီးလို့ရတယ်ငါတို့တွေအချင်းချင်းပို့ပြီးစာနာနားလေလာကြတယ်ငါတို့တွေရက်တိချက်ဒူနေတဲ့၍ငါတို့မရှုံးပါဘူးငါတို့တွေနိုင်ငုံနိုင်ရမယ်ငါတို့မှာငါတို့ပဲရှိတာမို့ငါတို့ချင်းချင်းတွဲလက်တွေကိုပုံမခိုင်းမြဲစေကြမယ်အဝေးကနေစိတ်ခွန်အားတွေပေးရင် ကြော်ဖြတ်ကြမယ်ဆိုရင်အတွေးနဲ့တင်ငါတို့နိုင်တယ်လို့ပဲပြောပါရစေ။